မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်ဒုံမြို့တိုင်းတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရခတ်တတော်အေအေကတခုပြီးတခုတိမ့်ပိုက်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မသားအလောင်းတရာကျော်ကိုရရှိထားတဲ့အပြင်စစ်သုံးပန်း64ဦးကိုပါအရှင်ဖမ်းဆီးရမိထားသလိုလက်နက်ခဲယံတွေလည်းတိမ့်စီရရှိထားတဲ့ဆိုပါတယ် မြန်မာနိုင်ငံတဝန်းကစစ်ကောင်စီဖွဲ့မဲ့ရက်ကွက်နဲ့ကြေးရွာပြည်သူလုံခြုံရေးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးမှဖြစ်တဲ့အတွက်စစ်တပ်ကိုတစ်ဆာမခံတဲ့ရက်ကျေးအဆင့်အုပ်ချုပ်ရေးမှုတွေကိုစတင်လဲလှယ်နေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တုံးမြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရခတတော် AA ကတခုပြီးတခုသိမ်းပိုက်နေပြီစေကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မတ္တာအလောင်း၁၀၀ချုပ်ကိုရရှိထားတဲ့အပြင် စစ်တုံမှန်64ဦးကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့လက်နက်ခဲယံတွေလည်းသိမ်းဆီးရရှိထားတယ်လို့အရခတ်တော်အေအေကဩဂုတ်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲသတင်းထုတ်ပြန်လိုက်ပါတယ်လက်ရှိမှာအရခတ်တော်အေအေကမောင်တော်မျိုးသိမ်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေပြီးမောင်တော်မျိုးထဲမှာခန့်စစ်ပြင်ထားတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့စစ်တလောက်ခန့်မု슬င်လက်နက်ကိုင်အဖွဲ့တွေအပြင်အာစာ ISO စတဲ့စစ်တပ်နဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေရဲ့ခန့်စစ်နေရာတွေကိုပါအရခတ်တော်အေအေကတခုမိတခုတိုက်ခိုက်ချိန်မုံပြီးသိမ်းပိုက်ရရှိထားပြီဆိုပါတယ် အဲ့ဒီလိုမောင်တော်မျိုးသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်100ကျော်ရဲ့မသားအလောင်းတွေကိုပါအရကတတော်အေအေကရရှိခဲ့တဲ့အတွက်အဲ့ဒီမသားအလောင်းတွေအကုန်လုံးကိုကောင်းကောင်းမွန်မွန်မြေမြုပ်ပေးလိုက်ပါတယ်လို့လဲအရကတတော်အေအေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒါအပြင်မောင်တော်မျိုးသိမ့်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သားတွေရောစစ်တပ်လက်အောက်ခံမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေပါအပါအဝင် စစ်တုံးမတ်စုစုပေါင်း64ဦးကိုလည်းအရခတ်တော်အေအေကအရှင်ဖမ်းဆီးရမိထားတဲ့အပြင်လက်နက်ကိရန်တွေလည်းသိမ်းဆီးရရှိထားတယ်လို့အရခတ်တော်အေအေကရုတ်တံဖိုင်နယ်တကွာထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလည်း Homeland မြို့နယ်တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်စစ်တပ်လက်အောက်ခံ SNA တပ်ဖွဲ့ဝင်5ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ကိရန်တွေလည်းသိမ်းဆီးရရှိထားတယ်လို့ တိုက်ပွဲတွင် PDF ရပ်ပေါ်တုံးဦးလဲမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော် PDF အမှတ်၁စစ်တီတပ်ကနေထုတ်ပြန်ထားပါတယ်။ဩဂုတ်လ24ရက်နေ့ကပဲစကိုင်းတိုင်းဟ ோம் လင်းမြို့နယ်ကလောင်မင်းချေရွာနဲ့စကရချေရွာဘက်တွေကိုရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တလောက်ခံ SNL တပ်ဖွဲ့တွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသိမ့်ကုန်ကြတဲ့အပြင် စစ်တလောက်ခန့် SNA တပ်ဖွဲ့ဝင်9ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယံတွေလည်းတင်းစီရရှိထားသလိုတိုက်ပွဲတွင် PDF ရဲဘော်3ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်1စစ်ဒီတပ်ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမုံရွာမြို့နယ်မှာအချက်ဖက်စကောင်းစီတက်ကပြည်သူတွေကိုနှစ်ရက်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့နှစ်ရက်အတွင်းမှာလည်းပြည်သူအယောက်တရာကျော်ပါသွားပြီလို့လဲဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ် ်ဩဂုတ်25ရက်နေ့နဲ့26ရက်နေ့ဖြစ်တဲ့မနေ့ကအတိနှစ်ရက်ဇက်တိုက်မုံရွာမြို့ပေါ်ရက်ွက်တွေနဲ့ကြေးရွာတွေမှာစစ်ကောင်စီတပ်ကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုမုံရွာမြို့ပေါ်ရွှေကုန်းရက်ွက်ထန်းတော်ရက်ွက်နဲ့မြို့ရဲ့တောင်ဘက်ကကြေးရွာတွေမှာအချက်ဖက်စစ်ကောင်စီတပ်ကဝင်းရောက်စီးနှင်းဓာတ်တွေကားတွေနဲ့ပတ်ဖမ်းဓာတ်တွေလမ်းစုံလမ်းကွာတွေမှာစောက်ဖမ်းဓာတ်တွေလုပ်သွားပြီး လက်ရှိပေါ်တာဆွဲဖန်ဆီးခံရတဲ့ပြည်သူတွေဟာနှစ်ရက်အတွင်းမှာတည်းအယောက်100ကျော်ပါသွားပြီလို့လဲဒေသခံသတင်းအရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံတော်ကစစ်ကောင်စီဖွဲ့မဲ့ရက်ကွက်နဲ့ကြေးရွာပြည်သူလုံခြုံရေးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးမှဖြစ်တဲ့အတွက်စစ်တပ်ကိုတစ္ဆာမခံတဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကိုစတင်လဲလှယ်နေပြီဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းအရှင်းမြစ်ကပြောထားပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီကရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုစီစစ်မှုတွေလှုပ်ဆောင်နေပြီး အုပ်ချုပ်ရေးမှုလဲလဲတဲ့လုပ်ငန်းစဉ်တွေကိုစတင်နေပြီဆိုပါတယ်အဲ့ဒီလိုလဲလဲတဲ့နေရာမှာလေ NLD အစိုးရလက်ထက်ကစပြီးအခုစစ်ကောင်စီလက်ထက်အထိအုပ်ချုပ်လုပ်နေတဲ့သူတွေနိုင်ငံရေးအယောင်သွေးရှိနေတဲ့သူတွေစစ်တပ်ကညွန်ကြားချက်ကိုလိုက်နာမှုမရှိတဲ့အုပ်ချုပ်တွေမလုံမရှုပ်မပြုတ်လုပ်နေတဲ့အုပ်ချုပ်ရင်းမှုတွေပါအကုန်ဖြုတ်နေပြီအဲ့ဒီအုပ်ချုပ်နေရာတွေမှာကြံ့ဖို့ပါတီကပါတီဝင်တွေစစ်တပ်တည်င်းပေးလုပ်နေတဲ့သူတွေကိုအုပ်ချုပ်ရင်းမှုအသစ်တွေအဖြစ်စတင်ခန့်အပ်နေပြန်တယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရှင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုစစ်ကောင်စီကဖွဲ့မဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကိုဦးစီးဖို့ရက်ကြီးအုပ်ချုပ်ရေးမှုတွေဟာလစအနည်းဆုံး3သိန်းကျော်ရဖို့ရှိပြီးလုတ်ပိုင်ခွင့်နဲ့လက်နက်ပါတက်ဆင်ပေးဖို့ရှိတဲ့အပြင်အဲ့ဒီအုပ်ကြီးတွေကစစ်တပ်ရဲနဲ့အတူလိုက်ပြီးလုံခြုံရေးတာဝန်တွေပါယူနီဖောင်းဝတ်ပြီးတော့ထမ်းဆောင်ရမှာဖြစ်တယ်လို့လဲရန်ကုန်တိုင်းစစ်ကောင်စီတရင်ရှင်းမြစ်ကပြောထားပါတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ တရုတ်မြန်မာနယ်စပ်မှာကြီအစ်စ်တွေနဲ့စစ်ရေးလက်ကျင့်မှုဟာရုတ်တရက်မြစ်သည့်အခြေအနေမှာမဆိုးတုံ့ပြန်နိုင်မှုနဲ့တရုတ်နိုင်ငံရဲ့အချုပ်ချအာဏာနယ်စပ်တည်ငြိမ်ရေးနဲ့ပြည်သူတွေကိုကာကွယ်ဖို့အမြဲအသင့်ပြင်ထားတာဖြစ်တယ်လို့တရုတ်စစ်တပ်ပြောခွင့်ရဗိုလ်မှူးကြီးကပြောဆိုလိုက်ပါတယ်ဒီကနေ့ဩဂုတ်လ29ရက်နေ့ကစပြီးတရုတ်စစ်တပ်ကတရုတ်မြန်မာနယ်စပ်ယူနန်ပြည်နယ်မှာလေကြောင်းနဲ့မြေပြင်တပ်ဖွဲ့တွေပူးပေါင်းပြီးကြီအစ်စ်တွေနဲ့တိုက်ရိုက်ပစ်ခတ်လက်ကျင့်မှုတွေကိုစတင်ခဲ့တယ်လို့အဲဒီလိုလက်ကျင့်မှုဟာ ်ဩဂုတ်လ29ရက်နေ့မှာပြီးဆုံးမှာဖြစ်တယ်လို့လည်းပြောထားပါတယ်အဲ့ဒီလိုတရုတ်စစ်တပ်ရဲ့စီးရေးလေ့ကျင့်မှုဟာကင်းထောက်တာတွေကြိုတင်သတိပေးတာတွေ area ထိန်းချုပ်တာတွေနဲ့ပြစ်ခတ်မှုစွန့်ရည်တွေကိုစမ်းသပ်တာတွေအတွက်ရည်ရွယ်ပြီးရုတ်တရက်မြစ်သည့်အခြေအနေမှာမဆိုးတုံ့ပြန်နိုင်မှုနဲ့တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနေဆက်တည်ငြိမ်ရင်းနဲ့ပြည်သူတွေကိုကာကွယ်ဖို့အမြဲအသင့်ပြင်ထားတာဖြစ်တယ်လို့တရုတ်စစ်တပ်ပြောခွင့်ရဗိုလ်မှူးကြီးကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ